အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့အကြမ်းမြင်ဆရာမလေးအားမွေဖြစ်ပါတယ်ရှင်ဒီနေ့ကဘာလာပြောပြတယ်လဲဆိုရင်အင်္ဂါသားသမီးများအတွက်ကို12လပိုင်းစာအတွက်လာရောက်ပြီးဟောစရာတင်ပေးပါတယ်12လပိုင်းထဲမှာ အာဖြတ်ကျော်ရမယ့်အရာတွေကြုံတွေ့ရမယ့်အခက်အခဲလေးတွေကအစာအကုန်လုံးကိုပေါ့နော်ရရလေးနဲ့ကောင်းမွန်အောင်အစီရင်လုပ်လို့ရတယ်ဟဲ့ဆိုတဲ့အရာလေးတွေကိုပါဆရာမလာပြီးလက်ဆောင်ထည့်ပေးတာဖြစ်ပါတယ်ပြောပြပေးမှလည်းဖြစ်ပါတယ်အခက်အခဲလေးအဆိုးအကောင်းလေးတွေပေါ့နော်ဆန်းနလပိုင်းထဲမှာကြုံတွေ့ရမယ့်အဆိုးအကောင်းလေးတွေကိုရောဆရာမပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့အင်္ဂါသားသမီးမှန်တဲ့ဟဲ့ဆိုရင်ဆရာမလေးကိုအသေးလေးတွေပြ like and share လေးတွေလုပ်ပြီးတော့လူသိလေးတွေဆိုဖိုလိုလေးအပ်သားပေးပါဆရာမလာစဉ်လာတိုင်းဟောစနာလေးတွေတင်ပေးတဲ့အတွက်ကြောင့်မို့လို့ပါရှင်အဲ့တော့ အင်္ဂါသားသမီးတွေတည်တဲ့အဲ17လပိုင်းထဲမှာဘျောင်းဆန်ခဲ့တဲ့အရာတွေ17လပိုင်းထဲမှာမလုပ်လို့ပါနိုင်ရင်အဆင်မပြေစိတ်တွေနောက်ကျခဲ့တာတွေငွေရေးကြေးနဲ့ပတ်သက်ပြီးအဆင်မပြေအလုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီးစိတ်ရှုပ်အချစ်ကြီးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ခဲ့ရတာတွေပေါ့နော်အဲ့ဒါမျိုးတွေအရန်ကြုံခဲ့ရတဲ့အတွက်ဒီလိုမျိုးအချိန်မှာဟိဆိုရင်လေစိတ်ကအရန်ကိုပုံပုံကြခဲ့ရတတ်တယ်တဲ့ပြောမယ်ဟိဆိုမှန်ကြစိတ်ကြဆိုတဲ့အချိန်မျိုးအဲ့ဒီကိုသွားရောက်ခဲ့တယ်တဲ့အဲ့တော့ဒီ17လပိုင်းထဲမှာနော်အဲ့ဒီအရာတွေပျောက်ပြယ်ဖို့အတွက်ကိုဆရာမလာ လာပြီးတော့ပေါ့နော်ရာစရာလေးလိုက်ရာရာလေးကအစတင်ပေးထားမှဖြစ်ပါလေရှင်เนาะအဲ့တော့12လပိုင်းထဲမှာအင်္ဂါသားသမီးတွေဒီရာရာလေးနဲ့လပွင့်ကံပွင့်အောင်အခက်ခဲတွေကြော်လွားသွားနိုင်အောင်လုပ်ယူလို့ရတဲ့ဟေးဆိုတာလေးကိုလည်းတည်ငေါလာပါပေးတာပါအဲ့တော့12လပိုင်းထဲမှာကိုလုံးမဲ့အရာလေးတွေကိုအောင်မြင် ချောမွေ့လာမယ်လို့တည်ငေါလေးလည်းပါချင်ပါတယ်ပြီးလို့ရှိရင်ကြီးမားတဲ့တန်ဖိုးကြီးတဲ့ပစ္စည်းဥစ္စာလေးတွေเนาะစက်ပစ္စည်းအိမ်ချမ်း အဲ့လိုမျိုးရွှေနေနဲ့ပတ်သက်ပြီးအလဲလဲလောတာဒါမျိုးလေးတွေကိုကြုံရမယ့်အနေအထားရှိတယ်ရှင်ပြောမယ်လို့ဆို12လပိုင်းထဲမှာဆိုရင်စိတ်ရောလူရောလန်းဆန်းတက်ကြွလာမယ်လုံမဲ့အရာလေးတွေလည်းသူ့ရဲ့ဇနိနဲ့သူ့ဟာသူထွက်သွားလုံလို့ရလာမယ်လို့ဆရာမအမြင်ပါတယ်ပြောမယ်ပြောဆိုလို့ရှိရင်ကံရောညံ့ရောပွင့်လာပြီဆိုတဲ့12လပိုင်းကိုရောက်ရှိမယ်ရှင်ပြောမယ်လို့ဆိုရင်ပိုစိတ်ပင်ပန်းခဲ့တာလေဒီ12လပိုင်းထဲမှာစိတ်တွေပြေပြောက်လန်းဆန်းတက်ကြွလာမယ်ပြီးလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးအဖက်ဖက်ကဝင်လာဖို့ရှိတယ်လို့လုပ်ငန်းနိုင်ငံအ ိုးပေးအရန်ကောင်းမဲ့အချိန်မျိုးရောက်ပါလေရှင်ဒါပေမဲ့အဲ့ဒီစိတ်ရှုပ်တဲ့စိတ်ညစ်တဲ့ဟေးဆိုတာတွေကတော့တို့ရဲ့အနောက်မှာအရိပ်လိုလိုက်နေတာနည်းနည်းလေးဖြေဖြောက်ပါလို့ဆရာမကပြောချင်ပါတယ်ပြောမယ်ဟေးဆိုစိတ်ကိုနည်းနည်းလေးကုစားပေးပါကိုယ့်ရဲ့စိတ်ကိုအရန်ချုပ်တိမ်မထားပါနဲ့ဘာကြောင့်လဲဆိုရင်အင်္ကာသားသမီးတွေကသူများကိုမတိုက်ပင်တတ်ဘူးရှင်မပွင့်တတ်ဘူးတော်တော်နဲ့တို့ရဲ့ရင်ထဲမှာပဲတိတ်မိပြီးခစားတတ်တယ်တို့ကအမြဲတမ်းလူကြီးစိတ်အင်းဒီတိတ်ခါဆဲပြီးအမြဲတမ်းနေတတ်တဲ့လူမျိုးလေးတွေတဲ့အရာရာအားလုံးကိုကိုတို့ကတောက် ခံပြီးယင်ထဲမှာမြို့သိပ်ပြီးထားတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မျက်နှာတွေကအလွတ်လွတ်ခတ်ထန်နေတတ်တယ်။ဒါကြောင့်မလို့လဲရှင်တို့ရဲ့ဘေးကလူတွေကမာနကြီးတဲ့အတ္တကြီးတဲ့တကူကောင်းဆန်တယ်ဆိုရင်ရှင်တို့တွေပြောချင်းဆိုချင်းခံရတယ်ဆိုတာဒါကြောင့်လဲပါတယ်။ဘာကြောင့်လဲဆိုကိုယ့်ယင်ထဲမှာတောက်လောင်နေတဲ့အရာကိုဘသူ့မှာပေါ်မပြောပြမဆုပြဘူး။ဘာကြောင့်လဲဆိုအော်ငါပြောပြလိုက်ငါရဲ့ဘေးလူတွေအကုန်လုံးသူတို့ကဆိတ်ညစ်သွားမယ်ဆိုတဲ့စိတ်မျိုးဖြစ်တယ်။အဲ့ဒါကြောင့်မလို့ကိုကကြိတ်ပြီးပဲခံမယ်။ငါရအောင်ဖြတ်ကြုံမယ်။ငါရအောင်လုပ်သွားမယ်ဟေးဆိုတဲ့စိတ်ကလေးတွေရှိတယ်။ဒါပေမဲ့အဲ့ဒီစိတ်ကဒီ ီဆက်တက်လာပိုင်းတည်းမှာပျောက်ရှာခဲ့တာဘာကြောင့်ပျောက်ရှာခဲ့တယ်လဲဟေးဆိုရင်လောက်တာလောက်ခဲ့ရတာလဲစိတ်ကမပွားဘူးမပြော့ဘူးကွယ်အလိုလိုနေနဲ့အဲ့ခေါင်းတွေရှုပ်တယ်အောင်းနောက်တွေနောက်တယ်အဲ့အဲ့လိုမျိုးအချစ်ရင်ကလည်းတမျိုးအိမ်တောင်ဘက်ကလည်းတမျိုးမိသားစုကလည်းတမျိုးဒီလိုနဲ့ပိအားတွေပေးခဲ့တဲ့အတွက်ကြောင့်သူတို့စိတ်တွေကဘုံဘုံကြခဲ့တာလေအဲ့တော့ဆက်တက်လာပိုင်းတည်းမှာဟေးဆိုရင်အဲ့ဒီအရာတွေကကိုကအရာအားလုံးကိုလုံနိုင်ကိုင်နိုင်စွာရှိလာလိုက်တယ်ဘာကြောင့်လဲဆိုအိမ်ကသားသမီးတွေကနောက်မှာထားလို့မရအများတိုင်းရှိ ਉਹ ပဲသူတို့ကနေချင်တဲ့လူမျိုးတွေပြောမယ်ဒီဆို à, tôi sẽ là say à lâu nhậu, tôi rất gỗ သွားပြီးတော့ဆက်ရလုံးလို့မရတလို့သူတို့ကိုသွားပြီးတော့ကြောလို့လည်းမရဘူးတဲ့အင်္ဂါသားသမီးတွေအနေထိုင်အေးတက်တယ်တီကြည်တက်တယ်မျက်နှာကြောမာတက်တယ်ခံယူချက်တွေပြင်းထန်တက်တယ်သူတို့လုံးမဲ့အရာတွေဖြစ်ဆိုတိကျမှန်ကန်စွာခေါင်းကောင်းကောင်းနဲ့ဆုံးဖြတ်တက်တဲ့လူမျိုးလေးတွေဖြစ်တယ်တဲ့ပြောပြီးဘယ်လိုပြောမလဲဆိုသူတို့လက်ညှိုးထိုးပြီးပြောရအောင်အောင်သူတို့ကမနေဘူးပြီးလို့ရှိရင်ကျွေးကိုအရန်ကြောက်တက်တဲ့လူအဲ့ဒီကျွေးကိုအရန်ကြောက်တဲ့ကိုကိုနှိုက်ကတော့ကြောက်ပါတယ်ဒါပေမဲ့သူမျိုးအာမခံပေးတာဘာကြောက်လဲဆိုအင်္ဂါသားသမီးတွေကမျက်နှာကြောတော့ပါလားစိတ်ရင်ကအရန် န်ကောင်းတာအစွဲလမ်းလည်းအရန်ကြည့်တတ်တယ်အချစ်ရင်နဲ့ပတ်သက်ရင်လည်းသူကအကျင့်ကျင့်အကျင့်ကျင့်ပြုတ်လဲတတ်တယ်ချစ်စစ်ကိုတွေ့ဖို့အတွက်အချစ်ရင်နဲ့ပတ်သက်အဲ့လမ်းတဲ့လျှောက်မှာအမြဲပဲကွဲချင်းတွေပြုတ်လဲချင်းတွေနဲ့အကျင့်ကျင့်ကြုံပြီးမှသူတို့ကချစ်စစ်ကိုတွေ့တာအားတယ်ပြောမယ်လို့ဆိုသူတို့ဘဝမှာလုပ်ကိုလည်းမကြောက်ဘူးငွေရှာမှာကိုလည်းမကြောက်ဘူးသူတို့လိုအပ်ဆုံးအရာကဘာလဲဟိဆိုရင်စိတ်မှန်တဲ့ချစ်ချင်းတရားရဲ့ကောင်းမွန်တဲ့တငယ်ချင်းပေါင်းသင်းရဲ့နှွေးထွေးစွာပေးနိုင်တဲ့မိသားစုရဲ့နှွေးထွေးမှုတွေကိုလိုအပ်တဲ့ ုးလေးတွေဒါမှမဟုတ်အိမ်ကသားသမီးတွေတခုခတ်တာကဘယ်အရာမဆိုမတောင်းဆိုတတ်ဘူးတို့လိုလိုလားလားနဲ့လုတ်ပေးတဲ့အရာတွေကသာတို့ကလိုချင်တာပြောမှပြည်တယ်ဒီဆိုတဲ့ပုံစံမျိုးမနေဘူးမလိုချင်ဘူးတို့ကိုနိုင်လဲအဲ့လိုမနေဘူးအဲ့လိုပုံစံမျိုးရှင်ပြောမှရေဆိုအိမ်ကသားသမီးတယောက်ကိုကိုကအားကိုးမလားအားကိုးမယ်ဆိုအားကိုးလဲငါပြောတိုင်းနေငါဆုံးမတဲ့အတိုင်းနေနေအေးငါရဲ့ရိတ်အောက်မှာနေသွားစိတ်တော့နေသွားနေစိတ်တော့ဆောက်လုံးဝနေဘဝလုံးကျုံစေရမယ်အေးငါ့ကိုတော့တစ္ဆာမပေါင်းနဲ့ငါ့ကိုတော့နေရအမားဖြစ်အောင်တော့ င်မလုံနဲ့ငါစိတ်နာသွားအောင်မလုံနဲ့စိတ်ဖြစ်အောင်ပဲလုပ်ဆိုတဲ့လူမျိုးတွေအဲ့တော့အင်္ဂါသားသမီးတွေစိတ်နာသွားပြီလေဆိုပင်လူမျိုးပါချစ်နေပါစေတဲ့အဲ့ဒီနောက်မှတွေသူတို့ကပြအောင်ဖြတ်ချပြစ်ပြီးတော့ရအောင်ကိုဘဝကိုအောင်မြင်အောင်တည်ဆောက်တတ်တယ်။အဲ့တော့အင်္ဂါသားသမီးတွေကဘယ်လိုပြောလဲဆိုမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်အိမ်အောင်ပွဲလို့ဘဝပြတ်သွားတယ်ဟဲ့ဆိုတာမရှိဘူး။နော် အာဘယ်လိုပြောမလဲဟဲ့ဆိုရင်ပစ္စည်းအောက်ဆောင်ကိုတော့မမတ်မော်ဘူးလေရရင်အကုန်လုံးလိုချင်တဲ့လူရှိသွားဒါပေမဲ့သူတို့ရဲ့သိက္ခာနဲ့မာနတော့လာမထိနဲ့ဆိုတဲ့လူမျိုးလေးနေရှင်เนาะအဲ့တော့ဆက်လက်လာဘိုင်းထဲမှာဟဲ့ဆိုသူတို့တွေကလုပ်ငန်းနိုင်ငံအောင်မြင်မဲ့နိုင်ငံရဲ့အကြောင်းထွက်ခွာခိုင်းရှိတယ်တဲ့ပြီးလို့ရှိရင်နိုင်ငံရဲ့အကြောင်းထွက်ချင်နေတဲ့လူတွေဖောင်တင်ထားတဲ့စ조사နေတယ်ဆိုဆက်လက်လာဘိုင်းထဲမှာထွက်ခွင့်ကြုံမဲ့ပြီးလို့ရှိရင်အာကိုလုံနေတဲ့အလုတ်ကလေးတွေပေါ့ ဆယ်နှစ်လပိုင်းတည်းမှာဆိုမမျော်လင့်ပဲနဲ့ကိုအရန်အောင့်မြင်ပြီးတော့အစိမ့်ပြလာမယ်အနေထားတဲ့ကိုကြောက်ရောက်တယ်။ဘာကြောက်လဲလေဆိုလို့ရှိရင်စိတ်ပေါ့သူ့ရဲ့စိတ်ကပြောမယ်လေဆိုတစ်ပင်လို့ပဲရေလောင်းပေးလိုက်တယ်လို့ပဲအရန်တန်ပါလာမယ်အနေထားမျိုးရှိတယ်။အဲ့တော့လုပ်ငန်းနိုင်ငံကအစားစီးပွားရေးကအစားဒီချိန်မှာလုံလိုက်ကြပြပူညီဖေးမမဲ့လူတွေငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းကောင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းကောင်းကိုယ်လမ်းပြမဲ့လူတွေကြုံမယ်တဲ့။အဲ့တော့ အချစ်ရင်းနဲ့ပတ်သက်ပြီးဒီချိန်မှလည်းခံစားနေရတော့ပဲဒီချိန်မှလည်းကိုကဇဝေဇဝလေးနဲ့ဘလို့ဆုံးဖြတ်ရမှမသိဆိုတဲ့အနေထားကိုရုပ်နေတော့ပဲအဲ့တော့ဆရာမလေးပြောချင်တာကအဲ့ဒါလေးခဏလေးပေးချိန်ပါ နော်အချစ်ရေကိုခဏပေးချိန်ပေးချိန်ပြီးတော့စီးပွားရေးကိုကိုကစူးစမ်းပြီးတော့လုပ်ယူသွားကိုယ့်ရဲ့ပွင့်လန်းလေးတွေအရန်လုပ်ယူသွားပါလေ။ဘာကြောင့်လဲဆိုအင်္ဂါသားသမီးမှာရှေ့ဆက်ပြီးစီးပွားရေးလူမှုရေးပညာရေးနဲ့ပတ်သက်အရန်ကိုဖျောက်ပြတဲ့လမ်းတွေရှိတယ်။အဲ့ဒီအချစ်ရေးတွေအဲ့ဒီမိသားစုတွေကိုငဲ့ကွက်ပြီးတော့သူတို့အချိန်ချင်းကပါပြိုလဲခံတတ်တယ်တဲ့။အဲ့လိုမျိုးလေးတွေရှိခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်။အဲ့တော့သူများကိုတနာရတဲ့စိတ်ပြင်းပါ။ ဘာကြောက်လဲဆိုဆက်တလပိုင်းထဲမှာအတူယူခဲ့ပါရှင်တို့ဘာကြောက်လဲဆိုရင်ဆက်တလပိုင်းထဲမှာငွေတွေအဆုံးရှုံးမှုတွေတွေများပြီးပြီးလူလိန်ခံရပြီးပြီးသူများအပူကိုကယနေ့ချိန်ထိခန်းနေရတဲ့ဟိတ်ဆိုတာမျိုးလေးတွေကြုံခဲ့ပြီးပြီးအဲ့တော့ဆက်နှက်လပိုင်းထဲကိုရောက်ပြီးဟိတ်ဆိုရင်ပို့ပို့ကိုအရင်ဆုံးစူးစမ်းပါပို့ပို့ကိုလှုပ်ယူနိုင်တဲ့စွမ်းလေးတွေရအောင်ယူပါသူများကိုတနာတဲ့ဟိတ်ဆိုတာက ရှင်တို့အတွက်ဘဝကိုအကျင့်ကျင့်လဲပြိုခဲ့ပြီဖြစ်တဲ့အတွက်ဒီအချိန်မှာရှင်တို့ရဲ့စိတ်ကိုပို့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 ဘဝကိုနံပါတ်၁ထားပြီးတော့လှုပ်ယူသွားပါလို့ဆရာမပြောချင်ပါနဲ့အဲ့တော့အင်ကဘာသမီးတွေကဘယ်လိုပြောမှာဟဲ့ဆိုရင်အချစ်ရင်နဲ့ပတ်တိုင်ခုနဆရာမပြောသလိုမျိုးပေါ့ဘာပဲကိုကပိတ်ဆက်ပိတ်ဆက်ကိုအကောင်းမမြင်ဘူးအေးကိုကိုပဲစွတ်စွဲချက်တွေပေါက်မောက်အမျိုးမျိုးတွေနဲ့တို့ကထင်လွဲတတ်တယ်အိမ်တော်ကြီးမှာဟဲ့ဆိုရင်လည်းပဲတို့တွေကဘယ်လိုပြောမှာကိုရဲ့မိသားစုဘက်ကိုလည်းပူသွားသလိုအဲ့အိမ်တော်ဘက်ကလည်းကိုကိုဘယ်လိုပြောမှာမျက်နှာပါမှာပိတ်တဲ့အတွက်စိတ်ပို့ပြီးတော့ပိန်ပိ ိုင်းရတယ်တဲ့အဲ့လိုမျိုးလေးတွေရှိတယ်နော်အဲ့တော့ဒီ72လပိုင်းထဲမှာလှုပ်ယူရမယ်ရတဲ့ကဘာလဲဟိတ်ဆိုလို့ရှိရင်အမ်ထမင်းဖြူရဲ့ထညင့်ရဲ့သွန်တပွဲကပ်ပေးပါပြီးလို့ရှိရင်တစ်သီး6မျိုးနော်တစ်သီး6မျိုးဖယားမှာကတ်လို့ပူဇော်ပေးပါဖယောင်းနိုင်73ချောင်းမွှေးနိုင်73ချောင်းအဲ့လိုမျိုးလေးကတ်လို့ပေးပြီးတော့ ိုယ့်ရဲ့ကံကောင်းခြင်းတွေကိုရယူပါရှင်စိတ်ရှုပ်တာကတော့လျှော့ပါဘာကြောင့်လဲဆိုရှင်တို့ရဲ့တသက်ဆာမှာစိတ်ရှုပ်တယ်စိတ်ညစ်တယ်အဲဒီလိုပြောလို့မရဒီလိုပြောလို့မရဆိုတဲ့စကားလုံးတွေနဲ့ပတ်ချလဲခဲ့တာများနေပြီပေါ့เนาะအဲ့တော့ကိုယ့်အတွက်ကိုစူးစမ်းပါလို့ဆရာမပြောချင်ပါနဲ့အဲ့တော့ လက်ပွင့်ကံပွင့်ချင်တဲ့လူတွေတွေလက်ပိတ်နေတဲ့စီးပွားလာလာပါကံပိတ်နေတဲ့ငွေဝင်ပြီးငွေဝင်မြဲဘူးဆရာမလုပ်ငန်းငယ်ငယ်နဲ့ပတ်သက်ပြီးပြောင်းရွှေ့ချင်တဲ့ဘလူတွေဖြစ်နေမှလည်းမသိကိုယ်ကလုပ်လဲအဆင်မပြေဒီဟာလုပ်လဲအဆင်မပြေဘူးဆိုတဲ့လူတွေအဆောင်လေးတွေနဲ့ပူဇော်လို့ရပါတယ်ရှင်။ကဲဒီနေ့ကတော့ဆရာမလေးက80ရာခိုင်နှုန်းပဲဖော်ပြတဲ့အတွက်နော်ဆာမလေးနဲ့တေချာမေးမြန်းချင်တဲ့ဖြစ်ဆိုရင်တော့ဆာမရဲ့ TikTok account မှာ Facebook လေးရှိပါတယ်အဲ့ဒီမှာဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင်။နော်အားလုံးကျေးဇူးတင်ပါတယ်လက်ပွင့်ကပ်ပွင့်ကြပါစေရှင်။